မင်္ဂလာပါတရင်နဲ့မီဒီယာကွန်ရဲ့ NNG တရင်ဌာနရဲ့ podcast အစီအစဉ်ကနေကြိုဆိုပါရစေ။ဒီအစီအစဉ်ကတော့ဒိုင်းသားဒေတာတွေတဲ့ကအဖြစ်ပြက်တွေနဲ့ဆက်ဆက်တဲ့တရင်တွေ၊စောင်းမားတွေနဲ့ဆက်သွယ်မေးမြန်းချက်တွေကိုတင်ဆက်ပေးနေတာဖြစ်ပါရစေ။ NNG ရဲ့ podcast ထုတ်လွှင့်ချက်တွေကိုတရိုက်နားဆင်နိုင်တယ်လို့ download လုပ်ထားပြီးတော့အဆင်ပြေတဲ့အချိန်မှာနားထောင်ရလဲရပါရစေ။ကျမအမီပါ ဒီနေ့သတင်းတွေတင်းမှာတော့ကချင်ပြည်ဗမော်နဲ့ဖကန့်ဒေတာတွေမှာစစ်ကောင်စီတပ်နဲ့ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေအကြတိုက်ပွဲတွေပြင်းထန်နေပါ रे ရခိုင်ပြည်ကြောက်ဖြူမြို့နယ်အတွင်းမှာစစ်ကောင်စီတပ်ကဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့လို့တကြီးပိုင်းစစ်ရှောင်မျိုးသမီးတယောက်ဒေဆုံးသွားတယ်ဆိုတာနဲ့သတင်းလွှာတွေတင်းမှာတော့ဒေတာတစ်ခုလုံးစစ်အာဏာရှင်ကင်းစင်သွားတဲ့မင်တန်မြို့ကို CDF အဖွဲ့ကလင်းနစ်ပြေကာလာနောက်ပိုင်းဘာတွေဆက်လုပ်သွားမှာလဲဆိုတာတွေကိုနားဆင်ရဖို့ရှိနေပါ रे ။ အခုလိုသတင်းတွေကိုတင်ဆက်ပေးသွားမှာပါကချင်ပြည်ဗမော်မျိုးဘက်မှာကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေနဲ့စစ်ကောင်စီတပ်တို့အကြားတိုက်ပွဲတွေပြင်းထန်နေတဲ့အပြင်ဝိုင်းမော်နဲ့ဖက်ကန်ဒေတာဘက်မှာလည်းနှစ်ဖက်ကြားစစ်ရေးတင်းမာနေပါတယ်ဒီနေ့မနက်၄နာရီလောက်ကစပြီးတော့ဗမော်ဘက်မှာတိုက်ပွဲတွေဖြစ်ပွားနေပြီး စကခ21အပါဝင်ဗမော်မျိုးမှာရှိတဲ့စစ်ကောင်စီရဲ့လက်ကျန်စခန်းအားလုံးကို KIA နဲ့ပူးပေါင်းအဖွဲ့တွေကကြပြိုင်နဲ့ထိုးစစ်ဆင်တိုက်ခိုက်နေတာလို့ဒေတာကန်တွေကပြောပါတယ်စစ်ကောင်စီကလည်းစက ခ21နဲ့ခလာရ49တက်ရက်ပတ်ဝန်းကျင်ကိုလီချောင်းကနေဘုံကျဲတက်ခိုက်နေတယ်လို့လက်နက်ကြီးနဲ့လဲဇတိုက်ပစ်ခတ်နေတယ်လို့ဘမော့စကော့တင်မြဲလူမှုကွန်ရက်ဆာမျက်နှာမှာဖော်ပြထားပါတယ်အဲ့ဒီနေရာတွေမှာတင်မကပဲကချင်ပြည်ဖကန့်မြို့နယ်မှာလဲစစ်ကောင်စီကထိုးစစ်ဆင်လာတာကြောင့်တိုက်ပွဲတွေပြင်းထန်နေပြီးနမယာဆန်ဖရာကမ္မောပြာအောင်တရားညီနောင်စားတဲ့ရွာ၅ရွာလောက်ကပြည်သူတွေလည်းစစ်ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရပါတယ်ဖကန့်ဒေသဘက်က တိုက်ပွဲထဲမှာတော့စစ်ကောင်စီကအထိနာနေတယ်လို့လည်းမြေပြင်စစ်ရေးသတင်းအရင်းမြစ်တွေကဆိုပါတယ်။ရခိုင်ပြည်ကြောက်ဖြူမြို့နယ်ကရေနံတောင်ရွာကိုစစ်ကောင်စီတပ်ကဒရုန်းနဲ့ဘုံကျဲတက်ခိုက်ခဲ့လို့တကြီပိုင်းစစ်ဆောင်မျိုးသမီးတယောက်ဒေဆုံးသွားပါတယ်။ကြောက်ဖြူမြို့နယ်မှာရှိတဲ့စစ်ကောင်စီရဲ့တညာဝတီရေတပ်ဌာနချုပ်ကနေပြီးဧပြီလ24ရက်နေ့မွန်လွယ်3နာရီလောက်မှာရေနံတောင်ရွာထဲကိုဒရုန်းနဲ့3ကြိမ်ဘုံလာကျဲခဲ့တာဖြစ်ပါတယ်။ သေဆုံးသွားတဲ့အမျိုးသမီးကြီးကတော့အသက်60အရွယ်ရှိပြီဖြစ်တဲ့ကြောက်ဖြူမျိုးနယ်တဲက ကလဘာရွာကနေရင်းနှံအောင်ရွာကိုဆစ်ဆောင်လာတဲ့သူပဲဖြစ်ပါရယ်ဒရုန်းနဲ့ဘုံကျဲတက်ခတ်ခံရမှုတွေမှာတော့ဆစ်ဆောင်အမျိုးသား၂ယောက်နဲ့အမျိုးသမီး၁ယောက်ဒဏ်ရာရခဲ့ပြီးအဲ့ဒီထဲကအမျိုးသမီးကြီးကတော့ဆေးရုံကိုပို့တဲ့အချိန်လမ်းမှာပဲတိတ်ဆုံးသွားတာဖြစ်ပါရယ်ဆစ်ကောင်စီကအပြစ်ရက်တယ်လို့ကြေညာလိုက်တဲ့ဧပြီလ၂ရက်နေ့ကနေ22ရက်နေ့အထိရပောင်း20အတွင်းရခိုင်ပြည်ကိုပြစ်ခတ်တိုက်ခိုက်မှုပေါင်းအကြိမ်ကြီး409ကြိမ်လုပ်ခဲ့တယ်လို့အရခတ်တပ်တော် AA ရဲ့လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာနဲ့ဖွံ့ဖြိုးတိုးတက်ရေးညှိနှိုင်းရေးယုံ HDCO ကဧပြီလ24ရက်နေ့မှာထုတ်ပြန်ထားပါတယ်။လကုံအထီးအပြစ်ခတ်ကာလထတ်တူးထားတဲ့စစ်ကောင်စီတပ်ကကြောက်ဖြူတောင်ကိုကြောက်တော်စစ်တွေနဲ့ပေါတော်မျိုးနယ်တို့လေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုတွေရေတက်စစ်သင်္ဘောကနေပြစ်ခတ်နေမှုတွေအပြင်လက်နက်ကြီးတွေနဲ့ပါပြစ်ခတ်နေတယ်လို့ HDCO ကဆိုပါတယ်။ဒီပြစ်ခတ်တိုက်ခိုက်မှုတွေတဲမှာတော့အရသာတယောက်သေဆုံးပြီး28ယောက်ဒဏ်ရာရရှိခဲ့တယ်လို့လဲ ဲဆိုထားပါတယ်။ AR တိုင်းငတိုင်းချောင်းမျိုးပေါ်ကလုပ်ငန်းရှင်၁၀ယောက်ကိုအရခတ်တက်တော်နဲ့ပတ်သက်ဆက်နွယ်မှုရှိတယ်ဆိုတဲ့ဆွဆွဲချက်နဲ့စစ်ကောင်စီကဖမ်းဆီးသွားတယ်လို့နှိဆက်သူတွေကပြောပါတယ်။ငတိုင်းချောင်းမျိုးပေါ်ကစံပဲနဲ့အိမ်ဆောက်ပစ္စည်းပွဲရုံပိုင်ရှင်၁၀ယောက်ကိုအေအေနဲ့တော်လန်ရေးတပ်ဖွဲ့တွေကို ထောက်ပံ့နေတယ်ဆိုတဲ့ဆွဆွဲချက်နဲ့ဖမ်းဆီးသွားတာဖြစ်ပြီး ဧပြီလ25ရက်နေ့အထိမိသားစုနဲ့အဆက်အသွယ်မရသေးလို့စိုးရိမ်နေကြပါရဲ့။ဧပြီလ20ရက်နေ့မှာသူတို့ရဲ့အိမ်တွေကနေအတီးတီးဖမ်းဆီးသွားတာဖြစ်ပြီးရေကြည်မျိုးမရဲစခန်းမှာစစ်ဆေးနေတယ်ဆိုတာတော့ပဲသိရသေးတယ်လို့နှိဆက်သူတယောက်ကပြောပါရယ်။အရာရီတိုင်းထဲမှာရှိတဲ့ငတိုင်းချောင်းနဲ့လေးမျက်နှာမျိုးနယ်တို့မှာအေအေပူပေါင်းတပ်တွေနဲ့စစ်ကောင်စီတပ်တို့အကြတိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်ပွားနေပြီးစစ်ကောင်စီကကုန်သေးယူခွင့်ကိုကန့်သက်ထားပါရယ်။ဒဝဲမျိုးနယ်အရှိတော် ဒေသတွေကတောင်သုံးလုံးရွာကိုစစ်ကောင်စီတပ်က Jet Fighter နဲ့ဘုံကျဲတက်ခိုက်ခဲ့တာကြောင့်အမျိုးသားတယောက်ပွဲချင်းပြီးသေဆုံးသွားပါတယ်။ဗိမျိုးလေတက်ကနေလာတဲ့ Jet Fighter ကဧပြီလ23ရက်နေ့မွန်လွဲတနားရီလောက်မှာတောင်သုံးလုံးရွာအလယ်နဲ့စတင်ကြောင်းနာကိုဘုံနှလုံးကျဲချခဲ့ပြီး ဆက်တနက်နဲ့လည်းပြစ်ခတ်ခဲ့သေးတယ်လို့ဒေသခံတယောက်ကပြောပါရယ်ဘုံကျဲပြီးဆက်တနက်နဲ့ပြစ်ခတ်ခဲ့တာကြောင့်တောင်သုံးလုံးရွာရဲ့အလဲပိုင်းမှာရှိတဲ့ဟိနာရွာဘက်ကိုသွားတဲ့တရားနာမှာနေတဲ့အသက်30အရွယ်အမျိုးသားတယောက်ထိမှန်တိဆုံသွားခဲ့တာဖြစ်ပါရယ်တောင်သုံးလုံးရွာနဲ့ကပ်နေတဲ့ကြောက်မဲတောင်ရွာကစစ်ကောင်စီတက်ဆွဲထားတဲ့နယ်မြေရေစခန်းကိုဧပြီလ23ရက်နေ့မနက်ပိုင်းကစလို့ KNL နဲ့ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေကဝိုင်းဝန်းပိတ်ဆို့ထားပါရယ်အခု ော့ကြောက်မဲတောင်နဲ့တောင်သွလုံးရွာတို့မှာတိုက်ပွဲတွေဖြစ်ပွားလာနိုင်တာကြောင့်ရွာသားတွေကတော့ဘေးလွတ်ရာကိုတိမ်းရှောင်နေကြပါတယ်။ ခုဆက်ပြီးတော့သတင်းလွှာတွေကိုတင်ဆက်ပြီးသွားမှာပါခရနီပြည်ဖာဆောင်မြို့နယ်မော်ချီဒေသတဲကခဲလောက်ွက်တစ်ခုကိုစစ်ကောင်စီကလေကြောင်းနဲ့ဘုံကျဲတက်ခိုက်ခဲ့တာကြောင့်လာသားအွယ်ကလေးတယောက်အပါဝင်အမျိုးသမီး2ယောက်ပွဲချင်းပြီးတေဆုံသွားခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်စမိုင်းကသတင်းပေးပို့ထားပါတယ် ဧပြီလ24ရက်နေ့မနေ့ကညနေ3နာရီလောက်မှာဘုတ်ကျဲတိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီးအရက်သားပြည်သူတိုက်ခိုက်တိုက်ဆုံတင်ရန်ရရှိခဲ့ကြတဲ့အခြေအနေကိုဒီသားခံအမျိုးသားတယောက်ကအခုလိုပြောပါရယ်အမျိုးသမီး၂ယောက်ရဲ့ကလေးလတာအွေ၂ယောက်ဆုံးသွားတယ်တိုက်ဆုံသူတွေအပြင်တိုက်ခိုက်တင်ရန်ရရှိသူတွေရှိပေမဲ့စီးရင်အတိအကျကိုမသိရသေးဘူးလို့ပြောပါရယ်ဒါပြင်မောချီတတုစေယုံနဲ့ဒီသားခံတွေရဲ့နေအိမ်တလုံးထိမှန်ပြည့်စည်ခဲ့တယ်လို့ဆိုပါရယ် တိုက်ခိုက်ခင်ရတဲ့နေရာကတော့မော်ချီမြို့အဝင်မှာဖြစ်ပြီးစစ်ကောင်စီကပေါင်900ဘုံနဲ့လာရောက်တဲချတိုက်ခိုက်ခဲ့တာလို့နောက်ထပ်ဒေသခံအမျိုးသားတယောက်ကပြောပါတယ်။အခုကျဲဝါတာကမော်ချီအဝင်မှာပေါ့နော်မော်ချီဝေအမလီကအီရာစစ်ခွေးစခန်းပေါ့နော်အာသူသူရဲ့ကျဲကအဲ့မှာပေါ့ဒါမဲ့ကျဲဝါတာကအဲ့နဲ့ဝေတော့တော့ပေါ့ဒါမဲ့အခုခဲလုံးကွဲမှာတော့ကျဲဝါတာကို အလားတူဧပြီလ24ရက်နေ့မနက်နေ့ခွဲလောက်မှလဲဂရီနီပြည်မဲဆဲမြို့နယ်ထဲကနေရာတစ်ခုကိုစစ်ကောင်စီကလီကြောက်ကနေဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့မဲဆဲမြို့နယ်ထဲကဒေသခံအမျိုးသားတယောက်ကပြောပါရယ်အခုလိုဗုံးကျဲတိုက်ခိုက်မှုတွေလုပ်နေပြီမဲ့စစ်ကောင်စီဟာငလင်ဘေးကူညီကေဆယ်ရင်းနဲ့ပြည်လဲထူထောင်ရေးလုပ်ငန်းတွေကိုအရှိန်အဟုန်မြင့်ဆောင်ရွက်ဖို့နဲ့တည်ငြိမ်အေးချမ်းရေးကိုရှေ့ရှုပြီးယာယီအပြည့်ရက်မယ်လို့ထုတ်ပြန်ထားပါရယ် ယာယီအပြစ်ရမယ်လို့ထုတ်ပြန်ထားပေမဲ့လေကြောင်းတိုက်ခိုက်မှုဒရုန်းနဲ့ပုံကျဲတိုက်ခိုက်မှုနဲ့နဲ့ကြီးပစ်ခတ်မှုတွေကိုစစ်ကောင်စီကပြည်နယ်နဲ့တိုင်းဒေသကြီးတွေမှာနှိမ့်တိုင်းလှုပ်ဆောင်နေပြီးတိုက်ပွဲတွေလည်းပြင်းထန်စွာဆက်လက်ဖြစ်ပွားနေတယ်လို့တော်လှန်ရေးအင်အားစုတွေကပြောပါတယ် 2025ခုနှစ်ဧပြီလ24ရက်နေ့ဟာချင်းကာကွယ်ရေးတပ် CDF မင်းတပ်ရဲ့တော်လှန်ရေး၄နှစ်ပြည့်နှစ်ဖြစ်ပါတယ်။ຫນွေဦးတော်လှန်ရေး၄နှစ်ပြည့်မှာမင်းတပ်ဒေသတစ်ခုလုံးဆက်အာဏာရှင်လက်အောက်ကနေလွတ်မြောက်ခဲ့ပါတယ်။အခုချိန်မှာ CDF မင်းတပ်အနေနဲ့ဘာတွေလှုပ်ဆောင်သွားမယ်ဆိုတာနဲ့ပတ်သက်ပြီးသတင်းနဲ့မီဒီယာကွန်ရက်သတင်းဌာနကကိုစောပွေးကသတင်းပေးပို့ထားပါတယ်။ချင်းပြည်နယ်တစ်ခုလုံးအနေနဲ့မလွတ်မြောက်သေးတဲ့အတွက် လာမယ့်9နှစ်ပြည့်မှာချင်းပြည်နယ်တစ်ခုလုံးလွတ်မြောက်အောင်လှုပ်ဆောင်သွားမယ်လို့ချင်းကကွယ်တပ်ဖွဲ့ CDF မင်းတဲ့စီဦးစီချုပ် Slide Tan Chumphe ကပြောပါတယ်။အပြီးလ24ရက်နေ့မနေ့ကထုတ်ပြန်ထားတဲ့ချင်းကကွယ်တပ်ဖွဲ့ CDF မင်းတဲ့ရဲ့တော်လန်ရေးလင်းနေပြီးအထိမ့်မဲ့မိဂုံရုပ်တံထဲမှာ CDF မင်းတဲ့စီဦးစီချုပ် Slide Tan Chumphe ကထက်သွင်းပြောဆိုသွားတာဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့စစ်မှန်တဲ့ဒီလင်းပြည့်ဟိုအခါနာပဲဖြစ်ပါတယ်။အဲ့ဒါကြောင့်ဆက်ပြီးတော့ကျွန်တော်တို့ ဝမ်းဖြစ်ပြီမလဲကျွန်တော်ချင်းပြင်းနေတပြင်းနေလုံးလုံးမြောင်ရမယ်ထိုနည်းတူစွာပဲကျွန်တော်ဒီသာတို့မှာရှိနေကြတဲ့ကျွန်တော်နဲ့ဒီချိဆက်နေကြတဲ့ဒီဒီသာအတီးတီးမှာလဲဆရာနာရှင်စနစ်ကတည်းလုံးမြောင်ပြီးတော့ကျွန်တော်အားလုံးလူချင်းတွေပိုင်းတိုင်းကုကြမှာပုံဖတ်တိခွင့်ပြုဝရှိတဲ့ပန်းတိုင်းကိုကျွန်တော်ဆက်ပြီးတော့ချိတက်ရမှာဖြစ်တယ် CDF မင်းရဲ့အနေနဲ့တော်နယ်ဟီကို2022ခုနှစ်အပိလ24ရက်နေ့မှာစတင်ခဲ့ပြီး တော်လည်းနေနှစ်တာကာလအတွင်းအသက်ခံတာပြီးဆက်ခဲ့ကြတဲ့သူရဲကောင်းတွေကိုဥညွတ်ဂုံပြုတယ်လို့ CDF မင်းနဲ့စီဦးစီးချုပ်ကပြောပါတယ်။တပြည်နယ်လုံးအတိုင်းအတာနဲ့ဆရာနာရှင်အောက်ကနေလွတ်မြောက်ဆက်လက်ပြုလုပ်သွားမယ်စစ်စင်ရေးတွေနဲ့ပတ်သက်ပြီး slide tan chun pe ကအခုလိုဆက်ပြောပါတယ်။ဘာဖြစ်ဖြစ်မှာတော့ကျွန်တော်တို့ကိုချင်းကပန်းတိုင်ရောက်ဖို့အတွက်ဒီလာမယ့်တစ်နှစ်အတွင်းမှာလည်းစူးစမ်းဖို့ကျွန်တော်တို့တော်လှန်ရေးကိုဆက်လုပ်သွားမှာဖြစ်ပါတယ်။ အကြောင်းကျွန်တော်တို့ရဲ့အခုလက်ရှိအောင်မြင်နေတဲ့ကျွန်တော်ချင်းညီနောင်စစ်စင်ကြီးကိုလည်းဆက်ပြီးတော့ဝိုင်းရမှာမပြီးကြပါဘူးကျွန်တော်တို့ချင်းညီနောင်ကဟိုဆက်ပြီးတော့ပေါ်ဆောင်ရမယ်ဒီတင်စစ်စင်ကြီးထိုနည်းတူပဲကျွန်တော်တို့ချင်းညီနယ်တွန်းမှာရှိနေသေးတဲ့ဟာခါထန်တလာစသည်မြို့တွေလောမြောက်ရဲ့အတွက်လည်းကျွန်တော်စွန်းစွန်းတော်ဘိုးပေါ်ဆောင်ရောက်သွားမှာဖြစ်တယ်ချင်းပြည်နယ်တစ်ခုလုံးလွတ်မြောက်ဆက်လက်တိုက်ပွဲဝင်သွားရမှာဖြစ်ပြီးလက်နဲ့ခံရတဲ့စာနာရိတ်ခါလိုအပ်မှုတွေကိုလည်း ်မိမပြည်သူတွေအနေနဲ့ဆက်ပြီးဝန်းရံပေးကြဖို့ CDF မင်းနဲ့စေဦးစီးချုပ်ကမြစ်တာရက်ခံတောင်းဆိုထားပါဗျာ ဒီနေ့ရဲ့အစီအစဉ်ကိုတော့ကျမတို့ဒီမှာပဲရပ်နားမှာဖြစ်ပါတယ်။တိုင်းသားဒေသတွေထဲကအဖြစ်အပျက်တွေနဲ့ဆက်ဆက်တဲ့သတင်းတွေ၊စောင်းမားတွေ၊ဆက်သွယ်မေးမြန်းချက်တွေကိုသတင်းနဲ့မီဒီယာကွန်ရဲ့သတင်းဌာနကအဖွဲ့သူအဖွဲ့သားတွေကတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ကျမတို့သတင်းဌာနရဲ့ podcast ထုတ်လွှင့်ချက်တွေကိုနားဆင်နေကြတဲ့မိဘပြည်သူအားလုံးရှင်လန်းချမ်းမြေကြပါစေရှင်။